ချင်းတော်လိုင်းတက်ဖွဲ့ရင်းနဲ့ဒီဘက်ကအာရခရတော့အေနဲ့လက်ချင်းချိတ်ပြီးတော့မှပိတ်မိသွားပြီအဲ့တော့ ARV တိုင်းပဲလဲဒါကွာပဲချမ်းလဲအခုဆိုရင်ဒါပိတ်ပြီလို့တော့ပြောလို့ရတယ်ပိတ်ပြီလို့ပြောလို့ရတယ်နောက်ကျွန်တော်တို့ဒါဘကိုးတိုင်းဘက်ကဝင်တဲ့အပေါက်မှာလဲကျွန်တော်တို့အဓိကအခရာကြတဲ့ညောင်ကျိုးစခန်းကိုကျွန်တော်တို့အာရခရတော့အေရတိမ့်မိုက်ထားနိုင်တဲ့အခါကျတော့သူတို့ဘကိုးတိုင်းဘက်ကလည်းတခါဝင်လို့မရပြန်ဘူးနောက်ဆုံးတပောက်ဖြစ်တဲ့အတွက်အဲ့ဒီမကွေးတိုင်းကနေမရအောင်တိုးနေတာ အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာ17ရက်နေ့ပေါ့နော်အဲဒါထုံးတန်တိုင်းကျွန်တော်တို့ထူးခြားသတင်းတွေပေါ့နော်အထူးခြားသတင်းတွေမှာဆိုတော့ဒီနေ့ဒါကျွန်တော်တို့ဟိုတော်လိုင်းရေးသတင်းလေဖြစ်တယ်လို့ပေါ့နော်နိုင်ငံရေးသတင်းလည်းဖြစ်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါစီးရေးသတင်းမဟုတ်ဘဲနဲ့ပေါ့နော်။ကျန်တဲ့ထူးခြားသတင်းလေးတွေလည်းရှိတယ်ပေါ့နော်။အဲကျွန်တော်တို့အတွက်ဒါကဘယ်လိုပြောရမလဲမျော်လင့်ချက် တစုံတရာမျက်ဖြစ်မလားဗောနော်မျောလင်းချက်တစုံတရာဆိုလို့လေဟိုဟာအဲ့တချင်းဆိုခဲ့တဲ့အဆူတော်ကြီးသွားတရိယတယ်နော်အဲ့တုန်းကတော့ရဲရဲတောက်ကြီးလားမျောလင်းချက်တစုံတရာမပါဝင်ပါပဲဆိုပြီးတော့မှနော်တကယ်အဲ့တုန်းကတော့မဲဟိုကိုရီးယားတောင်ကိုရီးယားစစ်တပ်ထဲမှာဆိုအမြင်အောင်ကက်ကက်မိသေးတယ်ဗောသိရအခုလဲတခါထပ်ပြီးအမြင်ကက်ရပြန်အောင်ဒီလားဆိုတော့အဲ့တချင်းဆိုခဲ့ပြီးတော့အခုတော့ဘယ်ဘယ်ဘောရောက်နေလဲတော့မသိဘူးဘောစားကျွန်တော်တို့ဟိုငပလီတို့ဘာတို့မှစီးတဲ့ ဘောကိုပြောတာပါဟိုတခြားကတော့မဟုတ်ပါဘူးအဲ့ဒါဟိုဒါမျောလင်းညက်တစုံတရာဖြစ်မလားပေါ့နော်ဒီဒီဟာလေး ਨੇ ပတ်သက်ပြီးတော့လေဒါကျွန်တော်တို့ဟိုနည်းနည်းအသုံးတက်ကြည့်မှာပေါ့နော်အသုံးတက်ကြည့်မှာအဲ့ဒါလေး ਨੇ ပတ်သက်ပြီးဆိုင်နည်းနည်းပြောပြပြောဟုတ်ဟုတ်ဒါကျွန်တော်တို့အခု AA ကထိန်းချုပ်ထားတဲ့နယ်မြေတွေပေါ့နော် AA ကထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီနေတဲ့အပြင်ထံပြန်ပြီးတော့ထိုးစစ်ဆင်လာတာကိုတွေ့ရတယ်ပေါ့နော်အော်တိုဘာလ9ရက်နေ့မှာဆိုရင်လေဒါတန်တွဲငပလီနယ်မြေနဲ့ရှင်းဆိုင် ကျွန်တော်တို့ပင်လယ်ကမ်းခြေပင်လယ်ပြင်အနေမှာခုနကစစ်သမောတွေနဲ့ဆဲအုပ်စုကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြက်ခတ်တိုက်ခိုက်တာတွေရှိတယ်နောက်တစ်ခုကအော်တိုဘတ်အော်တိုဘလာ၁၀ရက်နေမှာဆိုရင်လေဒါ Y8 လေရေ Y12 လေရေတန်တွဲမျိုးတော့ပေါ်ဒါ၄နာရီကျော်ကြာကြာပတ်ပြန်ပြီးတော့မှဒါ Jet Fighter အနေမှာတန်တွဲမျိုးပတ်ချာလဲကိုလေကြောင်းတိုက်ခိုက်မှုတွေအများဆုံးလောက်လာရေပေါ့နော်အဲ့ဒါကြောင့်လဲခုနအဲကျွန်တော်တို့ဒီ AA ကနေဒီမှာစေရေးတတိရှိကြဖို့ ဒါထပ်မှန်ပြီးတော့ထုတ်ပြန်လာတာပေါ့ဟုတ်ဟုတ်ကျွန်တော်တော့ပဲဟိုတခုသွားပြီးတော့มาစဉ်းစားမိတယ်ပေါ့เนาะကျွန်တော်သူတို့နေရာကနေဝင် ပြီးတော့มาစဉ်းစားကြည့်တယ်ပေါ့เนาะစဉ်းစားကြည့်တဲ့အချိန်မှာဒါဟိုဘယ်လိုပြောရမလဲဆိုတော့ငါသာဆိုရင်လို့တရားဒါကျွန်တော်ကြံတဲ့လူတွေကိုဟွာဖြစ်လို့ပြောတာမဟုတ်ငါသာဆိုရင်လို့အလုပ်လုပ်တဲ့အချိန်ရဲ့ဟိုမှာလမ်းပေါ်တော့မှာတွားဖို့လာဖို့လိုအပ်တဲ့အချိန်ရဲ့ပဲငါမြေကြီးပေါ်တက်မယ်လို့တရားကြံတဲ့အချိန်ဆိုရင် ဟိုကျင်းထဲမှာနေမှာလို့သိတာဘာဖြစ်လို့ဆိုတော့ကိုအိမ်ကိုခြံဝင်းထဲမှာဆိုလို့ရှိရင်ဥကအိမ်ဆောက်ထားတယ်ပေါ့နော်အိမ်ဆောက်ထားရင်လည်းအောက်မှာဒါမြေမြေညီတက်ဆိုတာတော့ရှိမှာပဲချင်းတန်းချင်းအိမ်ဆိုလို့ရှိရင်လည်းအောက်မှာဒါမြေသားအလုတ်ကတော့ရှိမှာပဲပေါ့နော်ကိုခြံထဲဝင်းတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်အဲ့ဒီနေရာမှာကျွန်တော်တို့ဒါမိသားစုတပိုင်းတိုင်းလေးပေါ့နော်အထဲထဲဝင်ပြီးတော့မှညဘက်ဆိုရင်ကျွန်တော်တို့ အေးစီဒီနားပြောင်းအောင်အေးရတယ်အိုက်ထဲဝင်အေးမယ်ဟုတ်ဒါတစ်ချက်ပေါ့နော်အကျဉ်ကျဉ်တူးထားခြင်းရဲ့ဟိုရည်ရွယ်ချက်ကတော့ပေါ့နော်နေ့လည်းပဲဆိုလို့ရှိရင်လေလေရင်တန်ကြားတာနဲ့တခູ່ကိုက channel မှာအလုတ်လုတ်နေတယ်ပဲထားဖြစ်ဖြစ်ပါဖြစ်ဖြစ်လေရင်တန်ဝေါ်ဆိုတဲ့အတန်ကြားရင်လေရင်ကကိုကောင်းမမရောက်ခင်မှာသူကအတန်အရင်ဆုံးပိုအရင်ကြားရတာပေါ့နော်ကြားပြီးကမှကိုကောင်းမော်ရောက်မှာ ਉਹ အတန်းအရင်လာတာဆိုတော့အဲ့ဒီမှာတခွာဖြစ်ပြီးတော့မှအတန်းကြားပြီးဆိုတော့ ਨੇ ကိုလှုပ်လက်စာလှုပ်ဖတ်သူထားခဲ့ပြီးတော့မှ ကျင်းနေဝင်နေလို့ရှိရင်မကောင်းဘူးလားဗောနော်လူတိုင်းဒီလိုမျိုးလုံနိုင်ရင်ဗောနော်လူတိုင်းဒီလိုမျိုးလုံနိုင်ရင်ပို့ပြီးတော့မှကောင်းမယ်လို့ထင်တာဗောနော်ကျွန်တော်ရန်ကုန်မြို့လို့မန္တလေးလို့လို့နေရာမျိုးတွေမှာပဲဥမာအိမ်ငှားတို့ဘာတို့ဒီလိုမျိုးတွေနေရတဲ့ခါကျတော့အထက်မြင့်နေဗောနော်အထက်မြင့်နေဆိုတဲ့ခါကျတော့ကိုပိုင်းမြေကွက်လက်လည်းမရှိဘာလည်းမရှိဆိုတော့နေရာမျိုးကတော့ဒါထားတော့ဗောနော်အဲကိုကိုပိုင်းမြေနဲ့ပါနဲ့ ရှိတဲ့နေရာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်ကကျင်းတူးပြီးတော့မှနေစေခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါတွန်လိုင်းတက်ဘွဲတွေကကျွန်တော်ဟိုဟိုတရက်ကလည်းပြောပြီးပါပြီပေါ့နော်အဲကျွန်တော်မြေနဲ့ရေနဲ့ပိုင်တော့ဝင်ကျွန်တော်လေချောင်းမပိုင်သေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုစစ်ကောင်စီရှုံးမှပြီလို့ဝေမခံမချင်းရှုံးမှပြီဆိုပြီးတော့မှကျွန်တော်တို့ ਨੇ ကျွန်တော်တို့ကိုဒါထုတ်ဖို့ပြောပြီးတော့မှလက်နဲ့မချမချင်းကကျွန်တော်လေချောင်းကကျွန်တော်မပိုင်သေးဘူးမပိုင်တဲ့ခါကျတော့ဆရာကြီး तू ကတော့တောက်လျှောက် ဟိုလုံနေဦးမှာပဲပေါ့နော်လုံနေမဲ့ဟာကိုကျွန်တော် ပြည်သူလူထုအနေနဲ့ကကျွန်တော်ဒါကျွန်တော်တကိုရေတကာရအတွေးပါကျွန်တော်စဉ်းစားကြည့်ရငါဆိုရင်တော့ကျင်းတူးမယ်ကျင်းတူးပြီးတော့အဲ့ထဲကိုရေရေမဝင်အောင်စနစ်တစ်ခုပေါ့နော်စနစ်တစ်ခုနဲ့လှုပ်ထားမယ်လှုပ်ထားပြီးတော့မှကျွန်တော်တို့အထဲထဲမှာအင်္ဂလိပ်မတန်မတန်နိုင်တဲ့လူကလည်းဒီမြေသားချင်းကိုပဲဟိုမှာတစ်လုံးတို့ဘာတို့တစ်ခုခုနဲ့ပေါ့နော်ဘေးကနေဟိုမှာအပေါ်အပေါ်လဲထောက်တိုင်နေပါလေလှုပ်ပြီးတော့မှတေချာလေးစနစ်တကျလှုပ်ပြီးတော့ညဘက်ဆိုရင်အေးအေးဆေးဆေး ည7နာရီ10နာရီသူကသူလေးရင်လာရုံမကလို့ပဲဘာပဲဖြစ်ဖြစ်ကိုကကျင်းထဲမှာအိပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ပို့ပြီးတော့မှအဆင်ပြေနိုင်မလားပေါ့နော်အခုဆိုလို့ရှိရင်လည်းဒါအဲချစ်ကောင်းစီအကူဒါရေရေတက်ကနေပြီးတော့မှပြစ်တဲ့ဟာလဲကျွန်တော်တို့ပြည်သူလူထုကိုလာပြီးတော့မှထိတယ်ပေါ့နော်တို့ကတော့တို့အထိနာလို့ရှိရင်စစ်ကောင်းစီကတို့အထိနာရင်မြည်သည့်နေရာမှာဆိုပြစ်ခတ်မှာဖြစ်တယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကတွားပြီးတော့ငါတို့နေရာမှာတော်လိုင်းတက်ဖွဲ့မှာမရှိတာပေါ့နော်တော်လိုင်းတက်ဖွဲ့မှာမရှိတာငါတို့နေရာတော့ဘာမှ မလုံလောက်ပါဘူးဆိုတော့ကျွန်တော်တို့ဒါကိုပိုင်ထန်းတန်းចောင်းနေရခိုင်ဘက်မှာဆိုတော့ကိုပိုင်ထန်းတန်းចောင်းနေအကျဲခံရတယ်ကျွန်တော်တို့ဒါအညာဒေသဘက်မှာဆိုလို့ရှိရင်လည်းကလေးတွေចောင်းတက်နေတဲ့အချိန်နေအကျဲခံရတယ်လက်နေကြီးနဲ့အပြစ်ခံရတယ်ဟိုနေ့ကလည်းစီမီတပိတ်လုံနေတဲ့အချိန်မှာကျွန်တော်တို့ဂျိုင်ရိုကော်ပရာနဲ့လာပြီးတော့မှကျဲသွားတယ်ပေါ့နော်ဒါဒါမျိုးတွေမဖြစ်အောင်လို့ပေါ့နော်သူကအရခတ်တော့အေကတော့ဒါဟိုကဖြစ်ပြီးတော့မှစိတ် ပူပန်လို့ပေါ့နော်ပြည်သူလူထုပေါ်မှာစိတ်ပူပန်လို့ဒါဟိုသူတို့ကတော့အမျိုးမျိုးထုတ်ပြန်ချက်တွေအမျိုးမျိုးထုတ်နေတာပေါ့နော်ထုတ်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကလည်းဒါဟိုတသွေးမတင်းလိုက်နာတင့်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်တခုခုဖြစ်သွားမှငိုမဲဆားပေါ့နော်ကြိုပြီးတော့မှဥစ္စာကန်ဆောင်အသက်ညံဆောင်ဆိုလိုပဲတကယ်ညံဆောင်ပါတယ်နော်ကိုကိုကကိုကကိုတွေးပြီးတော့မှတခုခုလှုပ်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေနိုင်ကြီးလေးရှိတယ်ဆိုတဲ့ဟာဒါကျွန်တော်တို့အကြံပြုနေတာပေါ့နော်ဟုတ်အခုဆိုရင်ဒါ ပြီးခဲ့တဲ့ရက်ပိုင်းကပဲပေါ့နော်ပတိလေးတဲ့စကန်ထဏာကျုံမှာဆိုရင်ဒါရေအုပ်66အုပ်ဆိုပြီးတော့ထပ်မံအင်အားဖြည့်ပြီးတော့ဖွဲ့စည်းထားတာပေါ့နော်ပတိလေးတဲ့စကန်ထဏာကျုံကဘုံကဟိုအများသောအားဖြင့်ကျွန်တော်တို့ဒီရက်ခိုင်ပြီးနေဟိုလေချောင်းဘုံကျဲတက်ခိုက်တဲ့လေးတဲ့စကန်ထဏာဌာနချုပ်တွေကကျွန်တော်မကွေးရတော့အဓိကမေးပေါ့နော်မကွေးရနေဒီမှာစစ်တွေကြောက်ဖြူတန်တွဲအဲနောက်တစ်ခုအဲညဘက်တွေမှာကျွန်တော်တို့နေပြီးတော့လေးတဲ့စကန်ငါနေဒီမှာညဘက်တွေ ဒါရခိုင်ပြည်နယ်ဘုံကျဲတိုက်ခိုက်လေးရှိတယ်အခုနောက်ပိုင်းမှာတော့ဒါပသိမ်လေးတဲ့စကန်ဌာနချုပ်ပေါ့နော်ပသိမ်လေးတဲ့စကန်ဌာနချုပ်ကနေမှတန်တွဲနဲ့ကနှီးတာပေါ့အဲပသိမ်လေးတဲ့စကန်ဌာနချုပ်နဲ့တန်တွဲနဲ့ဆိုလေးမိုင်ဟာတရားနှစ်မိုင်ပဲရှိတယ်တရားနှစ်မိုင်တွေဖြစ်တဲ့ရှိတဲ့အတွက်ကြောင့်သူကအချိန်တိုအတွင်းကိုဒါပသိမ်ကနေပြီးတက်ပြီးတော့လေးချောင်းတိုက်ခိုက်လို့ရအောင်လို့ဆိုပြီးတော့ R410 ပေါ့နော်တိုင်ဘိုးဆောင်ရင်လေအုပ်ထမှန်တိုးချဲ့ထားရပေါ့ဒါပတ်တိမ်မှာဆိုရင်ကျွန်တော်တို့ရှိတဲ့အုပ်တွေကကျွန်တော်တို့အမှတ် ဂျာဖြတ်တိုက်ခိုက်ရေးအုပ်ပေါ့အမ61ဂျာဖြတ်တိုက်ခိုက်ရေးအုပ်မှာဆိုရင်ဒါ JF 70လေးရရှိတယ်နောက်တစ်ခုကအမ62တိုက်ခိုက်ရေးအုပ်ပေါ့အမ62တိုက်ခိုက်ရေးအုပ်မှာဆိုရင်ဒါ G4 လေးရနောက်တစ်ခုကအမ65ကင်းထောက်လေးအုပ်မကောစားကပြထောက်လေအုပ်ကတော့ကျွန်တော်တို့ PT 6လေးရှိတယ်။ရင်တော့ဆို PC 9တို့ citation တို့ဒါ citation တို့ဘာလို့ဆိုရင်အခုလက်ရှိကတော့ဒါ citation ကတော့ကျွန်တော်တို့ဟိုစစ်သမိုင်းပြတိုင်းရောက်သွားပြီပေါ့နော်။ရင်တော့ဒါ citation လေးရင်က ကျွန်တော်တို့မြန်မာနိုင်ငံမြောက်ဖက်ဘူတာအိုတို့မြစ်ကြီးနားတို့မှာဒါဓာတ်ပုံတွေရိုက်ပြီးတော့အမှတ်တမ်းတင် ပေါ့ရန်ကောင်းတဲ့ citation တွေပဲဒါ US နိုင်ငံထုတ် ပေါ့အခု citation တွေကတော့နားဝပြီနောက်တစ်ခုကအမှတ်66ပေါ့အမှတ်66လေအုပ်ကတော့ဟိုတနေ့ကပုံမူနဲ့ကျွန်တော်တို့ပြောခဲ့တဲ့ L410 L410 ကကျတော့သူကတည်ယူဖို့ဆောင်ရေးရောနောက်ပြီးတော့ခုနလိုဝိုင်းတွဲထက်ကိုပို့ပြီးတော့ဘုံချေတိုက်ခိုက်မှုမှာပိုအားတာတယ်ဗောနော်အဲနောက် အမှတ်69အမှတ်69ကတော့ယဟန်ယေအုပ် K28 ဆိုတဲ့လေယဟန်ယေအုပ်ရဲ့နောက်တစ်ခုကအမှတ်68ဘုံကျဲလေယေအုပ်ပေါ့အဲ့ဒါဘုံကျဲလေယေအုပ်ကတော့ A5 ပေါ့ရင်တော့ A5 ဘုံကျဲလေယေအုပ်တွေကလည်းဒါပတိမာရှိတယ်ပတိမာအခုလက်ရှိကဟိုကျွန်တော်တို့ကဒီရခိုင်ရဲ့စစ်မြေပြင်အနေထားကိုလေချောင်းတက်ခိုင်းမှုကောင်းကောင်းလုပ်နိုင်အောင်လို့ဒါပတိမာဟိုပါပေါ့အောက်တက်ဌာနတွေပို့ပြီးတော့ဖွဲ့စည်းလာတာကို သွားတွေ့ရတာပေါ့ဟုတ်ဟုတ်တယ်ဆရာကြီးဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ပြည်သူလူထုအနေနဲ့လည်းဒါသတိထားသိနေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်တော့ဆိုလို့ချင်းစစ်ကောင်စီကဘယ်တော့မှမလုတ်တဲ့အချက်တွေလောက်လာတယ်ပေါ့နော်ပထမကျွန်တော်တို့ဒါဟိုးအရင်တော့ကလည်းဒါကျွန်တော်တို့လောက်ကိုင်းတိုက်ပွဲဖြစ်စဉ်တို့ဒါဟိုရခိုင်ဒါအရခတ်တော့အေနဲ့ဆိုလို့ရှိရင်တော်တော်ကြာကြာ ဒါဒီကျွန်တော်တို့အာနာတိတ်မှုဖြစ်စင်မတိုင်ခင်ပေါ့နော်အဲအရခရတော့အေးနဲ့တော်တော်ကြာကြာပြီးဒါကရင်ပြည်နယ်တို့ဘာတို့မှလည်းတော်တော်ကြာကြာတိုက်ပွဲတွေဖြစ်ခဲ့တာပေါ့နော်ဟိုလောက်ကိုင်းမှာဆိုလို့ရှိရင်အကြီးကျယ်ချခဲ့တဲ့အချိန်မှာကျွန်တော်တို့ဘုံကျဲလေရင်ဆိုလို့တီးတန့်ရဲလို့ကျွန်တော်တို့မလုဖွင့်နဲ့ဒါ jet fighter တွေနဲ့ပဲပေါ့နော် jet fighter တမျိုးတည်းနဲ့ပဲဒါကျွန်တော်တို့စစ်ကောင်စီရဲ့လုတ်ခဲ့ရတဲ့အခုကျွန်တော်တို့ weight အများကြီးတင်ဆောင်နိုင်တဲ့ ဟာဗောနော်ကျွန်တော်တို့တော့တစ်ခါအဲဒါဟိုဘဝဖြစ်ပြသေးတယ်ဗောနော်ဟိုပြော့ပြသေးရှင်းတစ်ခါရှင်းပြတာရှိသေးတယ်ဗောနော်လေးရင်တကားဟိုဟာဖြစ်ပြီးတော့မှာနောက်နောက်ကနေတကားဖွင့် YA ဆိုရင်နောက်ကတကားကြီးချလိုက်တယ်ဗောနော်ကျွန်တော်တို့အဲ့ဒီအဲ့ဒီကနေပြီးတော့ပစ္စည်းတွေဒီလူလူတက်เออปิสิทันပြီးတော့လူတက်လို့ရတယ်ဗောနော်အဲ့ဒီတကားချလိုက်ပြီးတော့မှလေထီးခုံတာလည်းအဲ့ကောင်နဲ့ခုံတဲ့ဟာဗောနော်အဲ့ဒီရနေပြီးတော့မှကျွန်တော်တို့ဘုံကြီးကို ပင်ဖြုတ်ပြီးတော့မှလူနဲ့ ပစ်ချတာပေါ့နော်လူနဲ့ပစ်ချတာပေါ့ဗျာအဲ့တော့လူနဲ့ပစ်ချတဲ့ခါကျတော့ကျွန်တော်တို့ဟိုလေတိုက်နှုံးနေတို့ဘာတို့တွေကြောင့်သူကဟိုလွှဲချော်မှုတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေသူတို့ကတော်လိုင်းတက်ဖွဲ့တွေဆိုပြီးတော့မှရည်ရွယ်ပြီးတော့ကျဲပင်မယ်လေကျွန်တော်ပြည်သူလူထုပေါ်မှာမထင်မှတ်ဖဲနဲ့လာပြီးတော့မှကြားတဲ့ဟာတွေပေါ့နော်အတန်းတော့လေရင်သမ်းပဲကြားနေရတာဒါပေမဲ့ဟိုအပေါ်ကနေပြီးတော့မှဘုံဒီကိုလွတ်လွတ်ချနေတာပေါ့နော်ဒီတိုင်းပဲကျွန်တော်တို့အခုဆိုရင်ဒါ y y ထက်ပို့ပြီးတော့မှဒါဟို y y တွဲတဲ့ပို့ပြီးတော့မှဒါ weight တင်ဆောင်နိုင်တဲ့ m410 ဆိုတော့လေရင်အုပ်ပေါ့နော်လေရင်အုပ်အစ်စ်ထပ်ပြီးတော့မှဟိုဟာဖြစ်တာဒါရခိုင် ဟိုကျဲဖို့ဟိုရည်ရွယ်တဲ့အတွက်ပသိမ်မှာသွားပြီးတော့ထားတယ်လို့တောင်ဒါကျွန်တော်တို့ပြောလို့ရတယ်ဗောနော်အဲ့တော့ရခိုင်ပြည်နယ်မှာလည်းသူအဲရွေးကောက်ပွဲလုပ်ဖို့အတွက်မျိုး၄မျိုးသူထည့်ပြီးတော့အိမ်မက်မက်ထတာရှိတယ်ဗောနော်ဒီ၄မျိုးအိမ်မက်မက်ထတာ ਨੇ ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့ပြည်သူလူထုတွေ ਨੇ တကယ်သတိထားသင့်ပါတယ်ဆိုတာလေးကိုဒါကျွန်တော်တို့ကအကြံပြုချင်ပါတယ်ဗျာဟုတ်ဟုတ်နောက်တစ်ခုကတော့ဒါမကွေးတိုင်းအမ်ပရန်တော့နိုင်ရေကံကိုလည်းခုနကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်တိမ်ပိုက်နိုင်ပြီလို့လည်းပြောတယ်ဗောနော်တချို့ကလည်း ဒါရလူဆဲဆဲဆိုပြီးတော့ဟိုပြောနေကြတာဟိုတကယ်လို့များပုံမူကဒီနေရေကန်စခန်းကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရရှိခဲ့မယ်ဆိုရင်ဒါအကျိုးကျေးဇူးတွေဘာတွေဖြစ်နိုင်မလဲပေါ့အကျိုးကျေးဇူးဘာတွေဖြစ်နိုင်မလဲဆိုတော့စစ်ကောင်စီမှာကဟိုဆိုင်ရတဝါကိုရခိုင်ပြည်ရဲ့ဝင်မှုအတွက်ကအဲကျွန်တော်တို့အမြဲတမ်းပြောပြရဲအပေါက်၄ပေါက်ရှိတယ်ပဲခူးတန်းရဲ့တစ်ပေါက်မကွေးတန်းရဲ့တစ်ပေါက် ERI တန်းရဲ့တစ်ပေါက်ချင်းပြည်နယ်ရဲ့တစ်ပေါက်ချင်းပြည်နယ်ကတော့ပိတ်သွားပြီဒါလုံးဝ ချင်းတက်ဖွဲ့နဲ့ကျွန်တော်တို့ချင်းတော်လိုင်းတက်ဖွဲ့တွေနဲ့ဒီဘက်ကအာရခါတော့အေနဲ့လက်ချင်းချိတ်ပြီးတော့မှပိတ်မိသွားပြီအဲ့တော့ ARV တိုင်းမဲ့လဲဒါ ग्वा ဘက်ချန်လဲအခုဆိုရင်ဒါပိတ်ပြီလို့တော့ပြောလို့ရတယ်ပိတ်ပြီလို့ပြောလို့ရတယ်နောက်ကျွန်တော်တို့ဒါပဲခူးတိုင်းမဲ့ကဝင်တဲ့အပေါက်မှာလဲကျွန်တော်တို့အဓိကအခရာကြတဲ့ညောင်ကျိုးစခန်းကိုကျွန်တော်တို့အာရခါတော့အေရတိမ့်မိုက်ထားနိုင်တဲ့အခါကျတော့သူတို့ပဲခူးတိုင်းမဲ့ကလည်းတခါဝင်လို့မရပြန်ဘူးနောက်ဆုံး တပေါက်ဖြစ်တဲ့အတွက်အဲ့ဒီမကွေးတိုင်းကနေမရရအောင်တိုးနေတာမကွေးပေါက်ကနေမရရအောင်တိုးနေတာအဲ့တော့မကွေးပေါက်ကမရရအောင်တိုးနေရင်ကနေအခုနိုင်ရည်ကန်ကိုရလိုက်ပြီဆိုတာနဲ့မကွေးပေါက်လုံးဝပိတ်ပြီဒါကြောင့်လဲအရခရရောအေးရသနာကျွန်တော်ပြောခဲ့တဲ့ထုတ်ပြန်ချက်ကိုပြည်သူလူထုကိုတတိထားဖို့ဆိုတဲ့ထုတ်ပြန်ချက်ကိုဒါကိုရည်ရွယ်ပြီးတော့မှထုတ်ပြန်လာလို့တော့ကျွန်တော်ကသွားပြီးတော့ဆက်ဆက်ပြီးတော့မှတွေးကြည့်မိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့နိုင်ရည်ကန်ရပြီဆိုတာနဲ့ကျွန်တော်တို့စစ်ကောင်စီကအဲ့ဒီရခိုင်ပြည်နယ်ဆိုတာကိုသူတို့မြေပုံထဲမှာမမြင်ဘူးတော့မှ။ ဟုတ်တွားလို့မရတော့ဘယ်ရသွားလို့ရလေချောင်းကသွားလို့ရမယ်လေချောင်းကဘယ်ကိုသွားလို့ရမယ်စစ်တွေလေစိတ်တစ်ခုပဲရှိရတယ်သူတို့အသွားလာလို့ဟိုတွေသူတို့ဝန်ထမ်းတွေပို့တာတို့ဒီဝန်ထမ်းတွေတွေလာစာတွေပို့တာတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာဖြစ်တာတို့ဘာတို့ပေါ့ကျန်တဲ့ဟာတွေအုတ်ချုပ်ထောက်ပံ့လုပ်တဲ့ဟာကျွန်တော်တို့စစ်တွေဘက်ကို လေချောင်းတစ်ခုပဲသွားလို့ရတော့မယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံကိုရလိုက်ပြီဆိုတာနဲ့ အရခါတော့အီထင်းကျုံနေမြေမှာရှိတဲ့ပြည်သူကိုပို့ပြီးတော့မှမဲတော့မယ်ပို့ပြီးမဲတော့မယ်ဘာလို့ကျွန်တော်ပထမပြောခဲ့တဲ့အတိုင်းပဲရေကောက်ဝဲမျိုးလေးမျိုးအိမ်မက်မက်ထားတယ်အခုဒီတမျိုးဟိုမှာဟိုမှာကြတော့ DNA နေမှာကြတော့သူကြောင်းမင်းနဲ့တီဘောကိုသူစီးရင်နဲ့ထည့်ထားတယ်အခုဒါရလူဆဲဆဲဖြစ်သွားပြီဗျာတမျိုးရသွားပြီနောက်တမျိုးသူတို့ဆက်ပြီးတော့မှခြိတဲ့နေပြီအဲရခိုင်ပြည်နယ်မှာကြတော့၄မျိုးတမျိုးမှမရသေးဘူး ကတ်တော့မကတ်နိုင်သေးဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူလူထုကိုပဲမဲလာလိမ့်မယ်ဆိုတဲ့ဟာလေးကျွန်တော်တို့ကြိုပြီးတော့မှသတိပေးနေတယ်ပေါ့နော်ဒီဟာကတော့အဲနိုင်ငံရတာကတော့ကျွန်တော်တို့ပြောတရားချက်တစ်ချက်ဖြစ်တယ်လို့ဝမ်းနေတဲ့အချက်တစ်ချက်ကတော့ကျွန်တော်တို့မကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ပြည်သူကိုပိုမဲလာနိုင်တယ်ဆိုတဲ့ဟာလေးတော့ဒါရခိုင်ပြည်သူလူထုအနေနဲ့ဒါကြိုပြီးတော့မှသတိထားသိခြင်းနဲ့ဆိုတာလေးကျွန်တော်တို့ကဒီကနေ့အကြံပြုပြောကြားခြင်းနဲ့ပေါ့နော်ဟုတ်ပုံမှုပြောရလဲမှန်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ခုနကဘက်ခွေးတိုင်းရော ကျွန်တော်တို့ပဲခူးတိုင်းရောအေရာဝတီတိုင်းရောကလည်းဒါအေရဲ့ပူပေါင်းဟိုထိုးစစ်ကြောင်းဒီလိုဟိုစစ်တပ်ကခံနေရတယ်ဆိုတော့ဒါကျွန်တော်တို့ရခိုင်ပြည်သူလူထုကိုစစ်တပ်ကနေပြီးတော့ပြန်အညှိုးထားပြီးတော့တိုက်ခိုက်လန်နိုင်ကြများတယ်ဆိုတော့သွားတွေ့ရတာပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့အော်တိုဘာလ9ရက်နေ့ကမလေးရှားနိုင်ငံသားရေးဝန်ကြီးချုပ်မြန်မာနိုင်ငံကိုလာတယ်လာပြီးတော့မှခုနမင်းအောင်လိုက်ရဲ့နောက်တစ်ခုကညိုစောတို့ဒါစစ်ကောင်းဆောင်တချို့နဲ့လည်း တွေ့ဆုံတယ်ပေါ့နော်တွေ့ဆုံတဲ့အချိန်မှာပဲခုနမလေးရှားနိုင်ငံကြီးဂျာယီဝင်ကြီးရတဲ့အိမ်မှာဒီရွေးကောက်ပွဲဆိုတာဟိုဒီမိုကရေစီရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းပြောတယ်နောက်နောက်တစ်ခုကရွေးကောက်ပွဲမှာပါတီစုံအကုန်လုံးပါဝင်ဖို့နိုင်ငံသားအားလုံးပါဝင်တဲ့ရွေးကောက်ခွဲဖြစ်တင်တယ်ဆိုတဲ့အကြောင်းကိုပြောတာပေါ့အဲနောက်သူပြောသွားတဲ့အချက်တွေထဲမှာခုနလိုကျွန်တော်တို့အာဆီယံပုံသဘောတူချက်၅ချက်ကိုဒါအကောင့်ထဲ for vote တို့နောက်ပြီးတော့စစ်တပ်အနေနဲ့အကြမ်းဖက် အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နောက်တစ်ခုကကျွန်တော်တို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုခွင့်ပြုပေးဖို့တို့အဲနောက်ကျွန်တော်တို့ဒီအရတားပြစ်မှတ်တွေကိုအဆောက်အအုံတွေကိုပြစ်ခတ်တိုက်ခိုက်တာမလုပ်ဖို့တွေကိုဒါမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောတယ်ပေါ့နော်ပြောသွားတဲ့ဟာအောင်မှဒါစစ်တပ်ဘက်ကနေပြီးတော့တစ်ခါပြန်ပြီးတော့တရင်လိန်ညာပြီးတော့ဝါရဖြန့်ထားတာပေါ့နော်ဝါရဖြန့်တာတော့ဘယ်လိုဝါရဖြန့်ထားလဲဆိုတော့ကျွန်တော်တို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကဝန်ကြီးချုပ်ကမြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပဖို့အတွက်ပြင်ဆင်နေတာကိုဟိုဝန်ကြီးချုပ်အနေနဲ့အားရဝမ်းသာတယ်ဆိုတဲ့အကြောင်းဒါကစစ်တပ်ကပြောင်းပြန်နေနဲ့ဟိုကျွန်တော်တို့ပြည်သူလူထုကိုဒါလိန်လဲပြီးတော့ဟိုသတင်းစာတွေမှာဝါဒဖြန့်ထားတာကိုသွားတွေ့ရတာပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သွားပြီးတော့မှစဉ်းစားမိရေပေါ့နော်ဒါမလေးရှားကနေပြီးတော့မှဒီလိုတခုတခါလာရောက်ပြောပြတဲ့အတွက်လည်းကျွန်တော်တို့ကကျေးဇူးတင်တယ်ဒါပေမဲ့ပြော ွားပြောတွားပြီးပြောတဲ့လူကကျွန်တော်တို့အင်းနေဝင်ဖြစ်တယ်ဟိုအင်းနေဝင်နေရောမပါဘူးအဲကောင်က ပြောတဲ့ဟာတွေကိုကျွန်တော်မင်းအွန်လိုင်းကပြောတဲ့ဟာတွေကိုလည်းနားဝင်မှာမဟုတ်ဘူးပြီးရင် तू ကပါလေဆိုတော့ now 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 တရဝါတကောင်နဲ့တူတူတီကောင်တီကောင်လိုပဲ तू ကခေါင်းမပါဘူး နှစ်ဖက်လုံးကောင်းနှစ်ဖက်လုံးဖင်နှစ်ဖက်လုံးကောင်းမယ်သူကဒီလိုမျိုးတီကောင်ကဘယ်ဘက်ပေါက်ကပဲဖြစ်ဖြစ်ကျွန်တော်သူကမြေကြီးပဲစားတာဟုတ်ဘယ်ဘက်ပေါက်ကပဲဖြစ်ဖြစ်စားတယ်ကျန်နေနှစ်ဘောလုံးကလည်းမစင်စွန့်နဲ့ပေါ့နော်ဒီဒီလိုမျိုးလှုပ်တဲ့အကောင်ပေါ့နော်နှရွက်လည်းမပါဘူးဘယ်ဟာကောင်းမှန်းလဲဘယ်ဟာဖင်မှန်းလဲမသိဘူးပေါ့နော်အဓိကစင်းလဲမစင်းသားဘူးဟိုနားလဲမကြောက်ဘူးလို့နားလဲမရှိဘူးလို့ဆိုလိုချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ ဒီလိုမျိုးပြောပြတဲ့အတွက်ဒါကပြင်းပြထန်ထန်သာပြောပြီးတော့မှတကယ်ထိတိရောက်ရောက်အဲ့တော့ကျွန်တော်တို့နိုင်ငံတကာကကူညီတဲ့အချိန်မှာကျွန်တော်တို့ကဒါတကထပ်ပြီးတော့မှနိုင်ငံတကာကိုထပ်ပြီးတော့တောင်းဆိုရမယ်အချက်တွေတွားပြီးတော့ရှိနေပြန်ရောဘယ်လိုတောင်းဆိုရမလဲဆိုတော့ကျွန်တော်တို့ပြောတာလည်းများများပြောပြပါခြေကောင်းစီကိုဖီးရပေးရများများဖီးရပေးပြီအဲ့တော့ငါတို့ဒီဟာပြောတယ်နော်မင်းနားမထောင်ဘူးလားနားမထောင်ရင်ငါတို့နိုင်ငံနဲ့ဘယ်လိုမျိုးတိဆောက်ထားတဲ့ဟာတို့ ဖြတ်တောင်းမယ်အေးယူမယ်ပြီးတော့တခုခုပေါ့နော်သူ့ဟိုဟာဖြစ်တဲ့ဟာတော့ကျွန်တော်တို့တခုခုတော့ဟိုပြောမှာပေါ့နော်ဥမာကလေးကလေးကိုကျွန်တော်တို့ဒါဟိုကိုယ့်ရဲ့သားသမီးတွေပါရေးဆုံးမဆုံးမတယ်ဆိုလို့ရှိရင်ဒါမလို့အောင်နော်လုံးရင်ဘာဖြစ်မလဲလုံးရိုက်မယ်တော့လုံးလုံးရင်အရိုက်ခံရမယ်သို့မဟုတ်ဒါသွားမကင်နေတော့ကိုင်းပူတယ်နော်အဲအဲ့ဒီဟာမျိုးပေါ့နော်သူ့ရဲ့ရလာမယ်ရလက်ကိုပါကျွန်တော်တို့ဟိုထဲသွင်းပြီးတော့ပြောပါရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတိုင်းပဲ ပြောနေပြောနေဟိုကဘာကြီးရတာဒီတိုင်းပြောနေမယ်မင်းအွန်လိုင်းကျွန်တော်ပြောလို့အေးနေဝင်မယ်လေနရွယ်လည်းမပါဘူးတီကောင်လိုပဲခေါင်းလည်းမပါဘူးဆိုတဲ့ခါကျတော့ဘာမှနားထောင်မှာမဟုတ်ဘူးဆိုတဲ့ဟာလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ပြောပြတဲ့အတွက်ကတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ပေါ့နော်ဟုတ်အဲ့ဒီမှာထပ်ပြောထားသေးရပါဘူးခုနကအာဆီယံအနေဖြင့်မြန်မာနိုင်ငံရဲ့ဂျူပန်ဆောင်ရွက်မှုကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်းလေးကိုဒါစစ်တပ်ကနေမှလိန်ညာပြီးပြောထားတယ်ပေါ့နော်နောက်တစ်ခုကရေကောက်ပွဲအတွက်စောင့်ကြည့်ရေး စိတ်လွတ်ပေးဖို့တွေပါတယ်သူက6စစ်တက်က6ပြောထားတာပေါ့ကွာနောက်တစ်ခုကစစ်တက်ကပြန်တောင်းဆိုထားတာရှိသေးတယ်လေချဝင်ကြီးချုပ်ကိုကျွန်တော်တို့ဒီ ASEAN နိုင်ငံ10နိုင်ငံရှိတယ်ဗောနော10နိုင်ငံဟိုမှာခုနဥက္ကရာအလှည့်ရဟိုတလဲစီဥက္ကရာတာဝန်ထမ်းဆောင်ရတာအဲ့ဒါကိုလည်းမြန်မာနိုင်ငံရဲ့အနေနဲ့ဟိုပြန်ပြီးတော့ဥက္ကရာတာဝန်ဗောနော်ထိုင်ကုန်ပြန်ရဖို့တွေသူကတောင်းဆိုထားတာလေသူကတွေးရတာဗောဟုတ်อืมအဲ့တော့သူကတော့ဒါကျွန်တော်တို့ဒါ ASEAN နိုင်ငံတွေထဲမှာဒါအလှကြဥက္ကဋ္ဌဖြစ်တဲ့လူကတော့ဒီလိုမျိုးတော့ဒါကျွန်တော်တို့မြန်မာအရေးမှာဒီလိုမျိုး glue site တော့လာပြီးတော့ပြောပေးပြီပေါ့နော်ဒါကတော့ကျွန်တော်တို့အသုံးသက်ရတဲ့လောက်ကတော့ဒါပြောရမယ်ဆိုရင်ကျွန်တော်ပရမမိုင်းပြောခဲ့လို့ပဲယင်းနေနေတဲ့လူတွေကတော့ကျွန်တော်တို့ကတော့ဒါဟိုကောက်ရိုးတက်မြင်လို့မြင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကောက်ရိုးကကျွန်တော်တို့ဟိုကမ်းမှာပေါက်နေတဲ့ကောက်ရိုးလားပေါ့နော်ကမ်းမှာပေါက်နေတဲ့ကောက်ရိုးဆိုတာကကျွန်တော်အမြင့်တွေ့တယ်ပေါ့နော်အမြင့်တွေ့နေတဲ့ကောက်ရိုးအမြင်ကရေထဲကိုကျနေတယ် ဒါကိုဆွဲလိုက်ရင်တော့ကျွန်တော်တို့ကရေထဲပဲကြာမှာပေါ့နော်ဟုတ်တက်လို့ရမှာပေါ့နော်အမြင့်တွေနေတော့တက်လို့ရအောင်ရေထဲမှာမျောနေတဲ့ကောက်ရိုးဖြစ်ရင်တော့ကျွန်တော်တို့ကမရဘူးပေါ့နော်ဆွဲလိုက်ရင်ကောက်ရိုးပါကျွန်တော်နဲ့အတူတူမြုပ်လိုက်လာမှာပေါ့နော်ဆိုလိုချင်တာကတော့အဲ့တော့ကျွန်တော်တို့အဒီကောက်ရိုးကကျွန်တော်တို့အတွက်ဒါအသုံးဝင်တဲ့ကောက်ရိုးလားအသုံးဝင်တဲ့ကောက်ရိုးလားဆိုတာတော့ဒါကျွန်တော်တို့ရှေ့ဆက်ပြီးတော့မှအဲလောက်ရက်တွေပေါ်မှာဆက်ပြီးတော့မှမရောက်နိုင်ဘူးလို့ဖြစ်လာမယ်ဆိုတဲ့ဟာကိုဆက်ပြီးတော့ကြည့်ရမှာပေါ့နော်သူကတော့ဒီရွေးကောက်ပွဲ မလောက်အမရှင်မပြီးမချင်းကတော့သူကဟိုဖင်လဲကောင်းနေနဲ့လုတ်ပြီးတော့မှဒါနိုင်ငံတကာကိုလည်းဟိုဘယ်လိုပြောမလဲဂျင်းထက်ပြည်သူလည်းဂျင်းထက်ပြီးတော့မှဒါမရရအောင်ရုံးထွက်မဲ့ထွက်ပေါက်ပေါ့နော်ထွက်ပေါက်မရရအောင်ဒါရှာသွားမယ်လို့တော့ကျွန်တော်တို့ကတော့မြင်နေပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါအာရဂျင်းနဲ့ဆရာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့နိုင်ငံစခန်းရမယ်ဆိုလို့ရှိရင်တော့ရရပြီးသွားရင်တော့ကျွန်တော်တို့ဒါစစ်ကောင်စီတို့ကတော့ရခိုင်ပြည်နယ်ကိုလုံးဝမျောလင့်ချက်ကင်းမဲ့သွားပြီလို့တော့ ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့သူကမျောလင်းရကင်းမဲ့ပြီဆိုတော့ねပြည်သူကိုတဆင့်ထပ်ပြီးတော့မှဒုက္ခပေးမှုတွေပိုဖြစ်လာနိုင်တဲ့အတွက်ဒါအာရခတ်တော်အေရဲ့ထုတ်ပြန်ချက်ကိုဒါပြည်သူတွေအနေနဲ့အဲရခိုင်ပြည်သူတွေအနေနဲ့လဲဒါဟိုတလေးတစားနားထောင်သင့်တယ်ပေါ့နော်နားထောင်သင့်တယ်ဒါအသက်အန္တရာယ်စိုးရိမ်မဲ့အခြေအနေမျိုးတွေဒီနေရာနဲ့မဟုတ်ဘူးကျွန်တော်ကျန်တဲ့နေရာကြီးလဲဒီတိုင်းပဲပေါ့နော်တနိုင်ငံလုံးဒါစစ်ဖြစ်လာပြီဆိုတာနဲ့ဘာပဲပြောပြောစစ်ကောင်စီကတော်လိုင်းတက်ဖို့ရှိရှိမရှိရှိရှိ ဒါဘုံကျဲဖို့အတွက်ကတော့တို့မှာတော့ဆက်ယုံအထုတ်နေတာဖြစ်တဲ့အတွက်ဒါဘုံကျဲဖို့အတွက်ကတော့အစင်းနဲ့ရှိနေပါတယ်ဗောနော်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းကိုယ့်ရဲ့အသက်အန္တရာယ်ကိုဘယ်လိုမျိုးရင်ဆိုင်ကာကွယ်ရမလဲဆိုတဲ့ဟာဗောနော်ကျွန်တော်ပြောတဲ့နီလန်းလေးဗောနော်စမ်းကြည့်ပါလှုပ်ကြည့်ပါတကယ်ပြောရရင်ကျွန်တော်တို့လည်းခြေတန်းမှာနေတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ဆိုကျင်းထဲမှာအိတ်ခဲတဲ့ရက်တွေတောင် ရှိတယ်ဗောနော်2006 2009လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟို အကင်းဘီနဲ့ကျွန်တော်တို့ကြောက်ကြီးဘက်ကနေတက်လို့ရှိရင်ဒါဘော်ဆဲကိုဟိုအထက်ပေါ့နော်ဘုံနေတဲ့ဘက်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကျင်းထဲမှာပဲအိတ်တာပေါ့နော်ကျင်းထဲမှာပဲအိတ်ပြီးတော့တနက်ကိုကျွန်တော်တို့လူရဲ့ဘေးနားမှာဟို ग् ွားလေးနဲ့ဒီတစ်တစ်ကိုင်း ग् ွားလေးနဲ့ပေါ့နော် ग् ွားလေးနှစ် ग् ွားနဲ့ကျွန်တော်တို့တနက်ကို ပြောင်းလှည့်ပြီးတော့မှတခိုင်းကြည်ထိုးထားပြီးတော့တင်ထားတယ်တင်ထားပြီးတော့တစ်ခုအတန်ကြာတယ်လူက ကျင်းနေရနေငုတ်တို့ထထိုင်လိုက်တာနဲ့တနက်ကောက်ဆွဲလိုက်တာနဲ့ပြစ်ဖို့အစင်းင်းဖြစ်တဲ့အနေအထားမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲဒီတုန်းကတော့ဒီလိုမျိုး drone တွေဘာတွေညာတွေတော့ဟိုလက်နက်ကြီးတွေလည်းဒါ online ဘက်ကပေါ်ပေါ်တီတီမသုံးနိုင်သေးတဲ့အခါကျတော့ကျွန်တော်တို့ကတော့အပေါ်ကတော့အလွတ်ပေါ့နော်အကြီးလက်နက်ငယ်ကြီးနဲ့ပြင်ကိုမထီအောင်ဆိုတော့ဟာနဲ့ပဲပေါ့အဲ့တော့အခုကတော့အပေါ်ကနေကျဲနိုင်တာဖြစ်တဲ့အတွက်အပေါ်မှာကျွန်တော်တို့ဒါဘုံနံကိုခံနိုင်တဲ့ဟာပေါ့နော်ဘုံနံကိုလုံးဝအပြည့်ဝကြီးမခံနိုင်ဘူးဆိုရင်တော့မှပဲ တခုခုအပြော့သွားတဲ့အနေထားမျိုးဖြစ်အောင်လို့ပေါ့နော်နှစ်ထပ်သုံးထပ်အိမ်နေဆိုပိုကောင်းတာပေါ့အော်ဆုံးထဲမှာဟိုအပေါ်ကနေကျဲလိုက်လို့ရှိရင်အဲ့အပေါ်နှစ်ထပ်သုံးထပ်မှာနေသူကသူကွဲသွားပြီးရင်ကိုကအောက်ကကျင်းထဲမှာအေးအေးဆေးဆေးပဲဒီတုံခါမှုပဲကို့မှာရလိုက်မယ်ပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒါတေချာလေးလှုပ်စေခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအပြစ်မဲ့ပြည်သူတွေရဲ့ဒါမှုရှိလာတဲ့အသက်တွေဆုံးရှုံးခဲ့ပေါ့ကကျွန်တော်တို့ဒါတော်လိုင်းအစအနေပြန်တွေ့မယ်ဆိုလို့ရှိရင်များလာပြီပေါ့နော် ကတရလမ်းပေရလမ်းမပေါ်မှာလဲကျွန်တော်တို့အသက်ဆုံးရှုံးနေရလို့တော်တဲ့တောင်ထဲမှာလဲလူမသိသူမသိညဘက်မှာလဲကျွန်တော်တို့လူမသိသူမသိဆုံးရှုံးနေရတဲ့အသက်တွေပေါ့နော်ထောင်ထဲမှာလဲဒီတိုင်းပဲညီမနှိမ့်ဆက်ရင်းနဲ့ဆုံးရှုံးနေရတဲ့အသက်တွေတွေဒါကျွန်တော်တို့ဟိုတကယ်တန်ဖိုးရှိလာတဲ့အရာတွေဖြစ်တဲ့အတွက်ပေါ့နော်မဆုံးရှုံးတင်တာမဆုံးရှုံးအောင်လို့ပြည်သူလူထုအနေနဲ့လဲဒါကျင်းလေးတစ်ပိုင်းတစ်နိုင်ကျင်းလေးပေါ့နော်မိသားစုလိုက် ဂျင်း7ပတ်လည်ကြီးတို့15ပတ်လည်ကြီးတို့မတူးနိုင်တော့ပါပဲကိုအိတ်ဆရာ တနေရာလောက်တော့ဒါတူးထားတဲ့နဲ့ဆိုတဲ့ဟာလေးကိုအကြံပြုနေတဲ့ဒါကျွန်တော်တို့ရဲ့ဇာကပိုင်းလေးကိုညီကောင်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်